ကျွန်တော်တို့ငယ်ငယ်တုန်းကဒီဇက်ကားတွေဘာတွေကြည့်ကျင်တဲ့အခါမှာကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ရွာမှာရှိတဲ့ဗီဒီယိုယုံကိုတွားပြီးတော့မှကျွန်တော်တို့ကြည့်ရတာပြောမှာဆိုလို့ရှိရင်တော့ဗီဒီယိုဟောက်စ်ပေါ့ကျွန်တော်ထင်တယ်ဒီခေတ်ကလေးတော့တီးတော့မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဗီဒီယိုကြည့်ချင်းဇက်ကားကြည့်ချင်းအဲ့ဒီယုံကိုတွားကြည့်ရတယ်အဲ့တော့အဲ့ဒီယုံပိုင်ရှင်ကလည်းနေခင်းကလေးကသူကသူ့ယုံမှာဘာဇက်ကားပြမလဲဆိုတော့မိုက်နဲ့အော်နေတာတော့ဒီညမှာကျွန်တော်တို့ဒီပြမဲ့ဇက်ကားကတော့ဘာဇက်ကားဖြစ်ပါတယ်မင်းသားကဘယ်သူဖြစ်ပါတယ်မင်းသမီးကဘယ်သူဖြစ်ပါတယ်အဲ့လိုအော်တယ် ဲ့တော့ညက်နေဗီဒီယိုပြခံနေပြီဆိုလို့ရှိရင်လေအဲ့ဒီဗီဒီယိုရုံကနေကနေပြီးတော့မှသူကအော်နေတယ်မိုက်နေတယ်နော်ဖြည်းဖြည်းဝင်ကြပါခင်ဗျာတအားကြီးမတိုးကြပါနဲ့နော်လူတိုင်းထိုင်ခွင့်ရမှာပါလူတိုင်းဒီစာကားကိုကြီးခွင့်ရမှာပါဆိုပြီးတော့မှအဲ့ဒီဗီဒီယိုရုံပိုင်ရှင်ကအော်နေတာနော်အော်နေတော့အဲ့တော့ရွာထဲမှာရှိတဲ့လူတွေအားလုံးကလည်းဟာဒီရုပ်ရှင်ကိုငါတို့သွားကြည့်မှရမယ်။နော်လူတွေပြည့်နေဝင်နေတူတဲ့ဆိုပြီးတော့မှအပြည့်အလွာသွားကြည့်ကြတယ်။ဒါပေမဲ့အဲ့ဒီယုံထဲမှာခုနကယုံပိုင်ရှင်အော်ထားသလိုဘယ်သူမှမရှိနေဘူး။ เนาะအဲ့တော့အဲ့ဒီလူတယောက်တည်းကပဲဒီရုပ်ရှင်ရုံမှာဒီဗီဒီယိုရုံမှာလူတွေပြည့်နေတဲ့ပုံစံနဲ့ကျွန်တော်တို့អော်နေတာเนาะငငယ်တုန်းကတော့ကျွန်တော်ဘာကြောင့်မလို့ဒီလူအဲ့လိုអော်နေသလဲဆိုတာကိုကျွန်တော်မသိခဲ့ဘူးเนาะအခုကျွန်တော် business တွေလုပ်လာတဲ့အခါမှာကျွန်တော်သိလာတာကအဲ့ဒီလိုလှုပ်ချင်းတည်နေကျွန်တော်တို့ပါတယ်ဆိုတော့ one of the marketing strategy တခုနော်အဲ့တော့ marketing strategy တွေတဲကတခုကိုတို့ကသုံးတာအဲ့ဒီ marketing strategy ကိုကျွန်တော်တို့ဘာခေါ်လဲဆိုတော့ FOMO လို့ခေါ်တယ် F O M O အဲ့တော့အရှေ့ကောက်ပြောရမယ်ဆိုလို့ရှိရင်တော့ fear of missing out fomo เนาะအဲ့ဒီထုတ်ကုန်အဲ့ဒီဝန်ဆောင်မှုကိုတုံးဆွဲခွင့်မရလိုက်မှာမဝယ်လိုက်ရမှာကို ကြောက်သွားအောင်လုပ်တဲ့ marketing strategy တစ်ခု FOMO အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဒီလေကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်မှုတွေရကြင်နေเนาะရောင်းအားတွေကောင်းကျင်နေဝင်ငွေတွေကောင်းကျင်နေဆိုလို့ရှိရင်တော့အဲ့ဒီ FOMO ကိုကျွန်တော်တို့တုံးကြည့်ပါเนาะအဲ့ဒီ FOMO marketing strategy ကိုကျွန်တော်တုံးကြည့်ပါ FOMO marketing strategy တုံးဖို့ဆိုလို့ရှိရင်တော့ကျွန်တော် tips တုံးခုကျွန်တော်မျှဝေမယ် tips တုံးခုเนาะအဲ့တော့ number tip tip ကတော့ဘာလဲဆိုတော့ကျွန်တော်တို့က limited offer เนาะဒါမှမဟုတ် limited stock ဒီထုတ်ကုန်ဒီဝန်ဆောင်မှုကဟလာဘယ်နှစ်ခုပဲထုတ်တာပါ ဲ့တော့ဘယ်နှခုပဲထုတ်ရောင်းတာပါအဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီ10ခုဒီ15ခုကုန်သွားပြီဆိုလို့ရှိရင်မရတော့ဘူးချက်ဝယ်လို့ရမှာမဟုတ်တော့ဘူးဒါကိုကျွန်တော်တို့ပါခေါ်လဲဆိုတော့ limited stock လို့ခေါ်တယ်အဲ့ tip ကိုကျွန်တော်တို့အသုံးလို့ရတယ်သတို့ဆိုလို့ရှိရင်တင်တန်းနေရောင်းတဲ့အခါမှာဒီတင်တန်းကလူ900ပဲလက်ခံမှာပါအဲ့တော့တချို့ရဲ့ major ကလူ900တွေမှာမပါမအောင်ဆိုရင်ကြတယ်ဒါဒီ number tip tip ပါအဲ့တော့ number 1 tip ကတော့ပါလဲဆိုတော့ကျွန်တော်တို့ early buyer bonus စောစောဝယ်တဲ့သူကို bonus ပေးမယ်ဆိုကြပါစို့ဟာလာအရင်ဆုံးဝယ်တဲ့လူ30ကို50% discount ပေးမယ်အဲ့ဒါဘာလို့ဆိုတော့ကျွန်တော်တို့ bonus ပေးတယ်အဲ့တော့အဲ့ဒီ bonus မရမှာဆိုတော့လည်းဘာလို့ကြလဲအပြေလွာဝယ်ကြတယ်ဒါ tip number 2 number 3ကတော့ကျွန်တော်တို့ဘာလဲဆိုတော့ other people are buying တခြားသူတွေကကိုယ့်ထက်အရင်ဝယ်နှင့်နေပြီး တော့ပြောရမယ်ဆိုလို့ရှိရင်ကျားသူတွေဝယ်နေတာဖြစ်တဲ့အတွက်ကိုယ်လည်းလိုက်ဝယ်ရမှာ FOMO နော်အဲ့တော့ဒီ tip 3ခုနဲ့သွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေရောင်းအားတွေကျွန်တော်တို့ကောင်းလိမ့်မယ် revenue တွေကျွန်တော်တို့တက်လိမ့်မယ်ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီ video ကြည့်နေတဲ့တော်ရဲ့လုပ်ငန်းရှင်တွေဒီအကျိုးတစ်စုတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကို့အတွက်အကျိုးတစ်စုတွေရရဆိုလို့ရှိရင်တော့ထုံးစံတိုင်းမယ် comment မှာ yes လို့ရေးပေးပါဒီ video ဆုံးထောင်ကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညင်လင်းအောင်ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ